ဘဝကလာကြသလဲလို့မေးလို့ရှိရင်ဖြင့်မသိပါဘူးဖျားလို့တပွဲလုံးဖြေကြဘယ်ဘဝကလာကြသလဲမသိပါဘူးဩမသိတဲ့စီကလာကြတကဘဘယ်ကလာပါလဲခက်လိုက်တဲ့ဖြစ်ချင်းကိုလာတယ်လာကိုလာတဲ့နေရာလဲကိုမသိဘူးဆိုတဲ့အိဗယ်ကလည်း ဖြစ်နေဖြစ်နေကြတာတော့လို့မေးလို့ရှင်ဖြင့်မသိလို့မသိတာရောက်ရပါလေဖရာဆိုတာဒါပဲဖြေထွက်မှာပဲမှန်ပါဗျာကောင်းပြီဒကာဓမ္မလည်းဒီဘုရားကသုတေမနေသိလုံးလို့ရှင်လည်းဘယ်သွားကြရမှာတော့လို့မေးပြန်လို့ရှိရင်လည်းမသိပါဘူးဖရာပဲဖြေရမှန်ပါဗျာဩခက်လိုက်တဲ့ဖြစ်ခြင်းပဲလားလို့ဘယ်သွားရမှာမသိဘူးဆိုတော့စကားလည်းအယုတ်ဆိုးတာတော့ဖြင့်ရှိမှထင်ပါဘူး Thank you. ဘူးကမဘယ်လာလို့ဘယ်သွားမှမသိဘူးလေဘယ်နှဖြင့်နေကြတာမသိလို့ပဲဘယ်ကလာလို့ဘယ်သွားမှမသိဘူးဆိုတော့မောင်ကိုတို့လူစုတော့ခက်နေပြီကွာဘယ်ကလာတော့မေးရင်တော့မသိပါဘူးခင်ဗျာဘယ်သွားရမှာတော့အမလည်းမသိတယ်လည်းပေါ်လာကြည့်လားဥက္ကမောင်မသိတယ်ကပေါ်ပေါက်နေပြီမှန်ပါ ဂါဒီဘုရားရဏလို့ဆိုလို့ရှိရင်ဖြင့်နောက်နောက်တုန်းဘုရားတွေကလည်းမသိရကလာပြီးမသိရကြီးသွားနေရတာပဲဆိုတဲ့အိဗယ်ရှင်းလင်းပြီးဒီကလာနေတော့တယ်အဲ့တော့ဒကာဓမ္မတို့တခါဘုန်းကြီးကပဲဆက်မေးပြန်တယ်တဲ့ဓမ္မဒီဓမ္မဗြဟ္မာလာတဲ့ကံတယ်မာလေးကုမာရီတို့ဝတ္ထုကိုထောက်လိုက်လို့ရှိရင်လည်းသိတာပါတယ်သိရမှာဒကာဓမ္မတွေမသိဘူးလားလို့မေးလို့ရှိရင်ဘယ်နှဖြစ်ကြလဲ တရားမှာတော့အသိတာဟောတရားမှာတော့အသိတာသိတာတစ်ချက်ကလည်းရှိတာပဲဘယ်ကလမ်းမှန်းလည်းမသိဘယ်သွားမှန်းလည်းမသိတရားမသိရလားဆိုတော့သိပါတယ်ဖေဟာဆိုတော့သိတာကလည်းမှန်သားပဲခဏကြီးရတဲ့တရားမယ်ဆိုတော့သိနေကြတယ်နော်သိပြန်သိညာတော့လေတဲ့မသိတာလေးတစ်ချက်ကရှိနေပြန်သိတယ်သေးကမသိတာလေးတစ်ချက်က ကဝါတော်ကောင်းကိုယ်တော်ခမောင်တို့ရှိနေသေးတယ်သိရမှအချိန်ကာလသိကြရဲ့လားလို့မေးပြန်တော့ဩဒါဖြင့်တရားဓမ္မတော့အချိန်သာမသိတာသိရမှတော့သိတယ်ဆိုတိုင်းရှင်းနေဒါဖြင့်တရားဓမ္မတော့ပြန်မေးပါဦးအပေကလာကြသလိုဘယ်သွားကြမှာလဲသိရမှတော့သိရလားအချိန်တော့သိကြရဲ့လားဓမ္မတွေဒီလို ခမရတဲ့တော့မှာဖြင့်ခက်ပြီးဒီကလာနေတာကအင်းဘက်ကလမ်းမနမတိဘယ်သေးစုဒီမနေသေးလို့မနေခါကြလို့ရှင်ဘယ်သွားရမနမတိသေးရမှာချိန်ကာလကြည့်လိုက်ပြန်တော့မသိပြန်ဘူးလေဒါဖြင့်ငါရမတို့ဒီလိုလုပ်ကြကြတော့ဘယ်လာရမသိတာတော့ဖြင့်အသာထားဘယ်သွားရမယ်ဆိုတဲ့သိဖို့ရလောက်ကတော့လုံးမယ်ဆိုရင်ရ ဘယ်သွားရမယ်ဆိုတော့ဒီပြီးတဲ့အလုပ်ကတော့လုပ်ရင်ရသေးတယ်ဆိုတော့အင်းဒီနည်းလေးတလန်းတနည်းပဖို့ရှိသေးတဲ့အတွက်ကောင်းကောင်းသေးတော့တယ်ဆိုတဲ့အသေးပဲလေးရသေးနော်အဲ့ဒါလေးလို့လုပ်ကြလိမ့်မယ်ဒကာဓမ္မတို့ဘယ်လိုလုပ်အောင်မာတော့မဲတဲ့အခါကျတော့လာတာမသိလို့ရှင်သွားရသိဖို့အလုပ်သေးတစ်ခုတော့ကျွတ်တော့လုပ်ထားရမယ် ဘွားရသိဖို့လုပ်ကလေးတစ်ခုတော့ဘာပါလိုက်လုပ်ထားရမယ်လို့ဆိုတဲ့ဥစ္စာတရားဓမ္မတို့အလွန်ယံကိုပဲအရေးကြီးပါတယ်ဆိုတာမှတ်ထားရစမ်းပါဦးသိတော့မယ်ဆိုတော့စာလုံးသုံးရင်ကံကမ္မနဲ့ဂရိမိသုံးပါးတဘာဝထင်ရတယ်လို့ဆိုတော့စိတ်ဓာတ်သူကျွယ်တော့ကြတော့စိတ်ဓာတ်သူကျွယ်တော့ကြတဲ့အခါကျတော့ရှင်းဖြင့်တဲ့တရားဓမ္မတို့သူတို့ဒီကားလို့ရှင်ကိုခိုင်းလုံးတဲ့ ဝိပဿနာပညာမဲ့ပညာတွေအလုပ်ကိုလှုပ်ထားလိုက်တဲ့အတွက်ဒီကသစ်ပင်ဆောင်ကအမျိုးမျိုးအဆောင်နဲ့နှက်တွေကစိတ်ဓာတ်သူရွယ်တင်သေးတော့မှာပဲသီလတော်စေတော်ပဏိဝိသုဒ္ဓတာဆိုတဲ့အတိုင်းမင်းတွေကလည်းရှင်သီလလည်းပြည့်စုံတယ်စိတ်တောင့်တာတိုင်းတောင့်တာတိုင်းပြည့်စုံနိုင်ပါတယ်ဒါကြောင့်မင်းတွေကလည်းစัจ ज ရေမင်းယူပါစัจ ज ရေမင်းယူပါလို့ဆိုတော့စိတ်ဓာတ်သူရွယ်က वाये डांबी नहीं सान ब्योले डांबी तो सजोरे में में से जंदीली अगर याल युगाइन याल वाले डांबी तो याल डांब चेदे सजोरे में से जंदीली नहीं सान नहीं साबे डांबी तो सजोरे में से जंदीली दुकान दुकान बेरो ताई बाली तो मिया लाठा रो डांबी तो सजोरे में से जंदीली ना डां ना डाबे बहाया डांटोरिया बहाया पे कमेटां दुआ में चलो ဒါရင်ငါပယ်သွားမယ်လို့ဆိုတော့သူတေမတ်ကိစ္စလာပြောနေကြတာဒါရင်ပယ်ပြီးကျုပ်သွားမယ်လို့ပြောတော့သူတေရမှသိတယ်သွားရမယ်ကိစ္စသူသိဒကာဓမ္မတို့ဘာသိပါလဲဩဒါဖြင့်ဘုန်းကြီးတို့ဒကာဓမ္မတွေလည်းဩဒီနည်းရှိတာပဲလို့သိချက်မှအောင်းကြကြမယ်နည်းရှိတယ်နော်နည်းရှိတယ်တဲ့ဘုန်းကမေးလိုက်တော့ဒကာဓမ္မတွေပဲကလာကြသလုံးဆိုတော့ဘယ်နဲ့ မသိပါဘူးခရားတဲ့အင်းဒီဘဝသုတေမနေသေးလုံးလို့ရှင်ဘယ်သွားမှာတော့လို့မေးပြန်တော့လေအဲ့ဒါဒကာဓမ္မတွေသိတဲ့နေလုံးမထားလို့မသိပါဘူးခရားလို့ဆိုတဲ့အိဗေရဘာလုံးမထားလို့ဗာလိုက်သိတဲ့နေလုံးမထားတဲ့အတွက်တဲ့ဒကာဓမ္မတွေမသိပါဘူးခရားတွေသာမြန်းနေတော့ ဘောတရားမှာတော့သိရချိန်လေးမသိကြသေး။သွားမယ်လမ်းခေးကိုလည်းမသိသေးဟာသိအောင်လုပ်တဲ့နေ့ကျတော့လှုပ်ထားဖို့အရေးဟာကျွတ်တို့အရေးပဲဆိုတာကဘာလို့မောင်ကိုယ်တို့ခမောင်တို့တကသစ်တို့ကိုမှတ်ကြမှာမဟုတ်ပါဘူး။ဒါဖြင့်ဒီဥစ္စာသိရမှသိရလားလို့မေးတော့ဒကာဓမ္မတွေကဘယ်နဲ့ဖြေတယ်။ သိပြီဒီကာလဒကာရမတို့ဘယ်သွားရမှာလို့ဆိုတော့မသိဘူးလို့ဒကာရမတွေကတရားတော်လုံးမသုံးလိုက်ပါလေအဲ့ဒါသိအောင်လုပ်လို့ရှင်းရင်လည်းသိပါလေရှင်းမလားသိအောင်လုပ်တဲ့ပုဂ္ဂိုလ်များဒီကံนี่ကြတော့ဟိုဓမ္မဥရမှာလာတဲ့ဥပဒကကြီးတွေများထောက်ကြည့်တဲ့အခါကျတော့တုတ်တိရဏပြေကယထာကလာဆိုင်နေတယ်အာဝိန္ဒကလာဆိုင်နေတယ် ယထာတွေကဆိုင်နေတယ်ယထာတွေကကျုပ်ယထာလိုက်ပါသူယထာလိုက်ပါနဲ့ဒေခဏီးများဥက္ကမမခေါ်ကြဘူးလားကအေးရကြပါဦးရကြပါဦးလို့အောက်ကနေမအော်ရဘူးလားအဲ့ဒီအော်ရတဲ့နေရာဌာနသာသမိတွေကတော့မအထင်လွဲလို့အဖေကြောင်ကြမ်းမပြောပါနဲ့လို့တောင်းတောင်းမှန်ကြသေးတယ်ဟာငါကြောင်ကြမ်းပြောတာမဟုတ်ဘူးယထာတွေကသူယထာလိုက်ပါငါယထာလိုက်ပါဆိုတော့သာသူသွားရမယ်လမ်းသိနေတာကိုဗျာအေးသူတွေသွားမယ်လမ်းလည်းသိတယ် ခန္ဓာငါစိတ်တော်သူကျွယ်တော့ကြာတယ်နိဗ္ဗာန်သွားမယ်လားဒီအိဋ္ဌာတွေမလိုချင်ပါဘူးဒိဋ္ဌာနိဗ္ဗာန်သာလိုချင်ပါတယ်ဒိဋ္ဌာနိဗ္ဗာန်ရှိသာသွားပါမယ်ဆိုတာလေသင်္ချာပိရိကာလနေတော့ဩသူဒီဘယ်ကလာခဲ့တာတော့မသိညာတော့လေဘယ်သွားရမယ်ဆိုတာတော့သိအောင်တရားဓမ္မတို့လှုပ်ထားဖို့သင်ပါတယ်သွားရမယ်ခရီးကိုလှုပ်ထားဖို့တော့ဖြင့်မလျှော့ကြနဲ့နော်ကိုလှုပ်ရင်ကိုရတာပဲကိုလှုပ်ရင် အဲဒါကြောင့်အဲ့တော့ခွန်ကြီးကဒီဓမ္မတွေဆုံးမကျင်တာကဩဘယ်ကလာမှန်းလည်းမသိဘယ်သွားရမှန်းလည်းမသိတရားမှာတော့သိရလားဆိုတော့သိပါတယ်အချိန်သိပါရလားဆိုတော့မသိဘူးတဲ့အခုဒီဓမ္မတွေဥပဒနာလုံးဒါနသီလတွေကြီးကြဲကြဲကဲငါလည်းသိတော့မှာပဲဆုံးမှာပဲကျင်းမှာပဲဒါနသီလတွေလည်းလောက်ရလိမ့်မယ်ဝိပဿနာမဉ္ဇဉ်ဆိုင်အောင်လည်းလောက်ရလိမ့်မယ် လောက်ရလိမ့်မယ်ဆိုတော့ဒါတွေကိုဒါနလည်းတွင်တွင်ကျယ်ကျယ်မလုပ်ဖြစ်သီလလည်းအင်းမြဲအောင်မလုပ်ဖြစ်ဥပဒနာလုံးကြီးကြကံတော့ချိန်ယူပြီးဒီကရနေတာဒီဒီကရမတို့သိရမှာကအချိန်သိကြရတာသိရမှာတော့သိတယ်နော်အချိန်ကြတော့ဟောဒါပြန်သိရမှာသိပြီးအချိန်မသိတာနဲ့ဒါနလည်းရဲရဲမလုပ်သီလလည်းဆုံးပြောင်းမစောက် ဝိပဿနာအလုပ်တွေကိုလည်းတွင်းတွင်းကျဲကျဲမလုပ်ဖဲနေတာတရားဓမ္မတွေကိုမှားမှုကြီးမှားပြစ်ကြီးကြီးတယ်လို့ဆိုကြပါလို့မှန်ပါဘူးဥက္ကမောင်ဘာပြစ်ကြီးပါလဲမှားပြစ်ကြီးကြီးတယ်တရားမှာကမသိဘူးလားသိသလားဘာအချိန်လေးကြပြန်တော့အဲအချိန်လေးမသိတာနဲ့ဖြင့်စင်ကြီးလဲပြီးကလာသာယသမီးရေးစီးပွားရေးနဲ့အချိန်လေးကုန်ခံပြီးတဲ့ကလာဒါနရဲရဲမစွန့် သီလမြန်မြန်ရေးမဆောက်တည်နိုင်ပဲနဲ့သမထဥပဒနာတွေကိုဆိုတာကိုလည်းဒကာရမတွေကရှောင်ပယ်ရှောင်ပယ်လုပ်နေတာ။ဩဒီအချိန်ကလေးမသိတာနဲ့ဒကာရမတွေဒီကားလို့ရှင်ဖြင့်မိုက်နေတာပဲမလိမ္မာမှုတွေပိုးနေတာပဲလို့ဆိုလို့ရှိရင်မလွဲပါဘူး။မလွဲပါဘူး။ဒါကြောင့်ခမည်းတော်တရားအထုတ်လို့တွင်နေကြရဖြစ်ပြီးဒီကလာသွားရလန်ခီအတိကြီးသိခြင်းရလို့ရှိရင်ဖြင့် ဒီမရဏနှုတ်တိလေးလည်းမှတ်ထားပါဆိုတာကိုလည်းမှတ်ရတယ်နော်။ငါဒီမုတ်ချသေးရမည်အချိန်ပိုင်းသာလိုတော့သည်ဆိုတာလေအမြဲနှုတ်ပွင့်ရမယ်။ငါဒီမုတ်ချသေးရမည်အချိန်ပိုင်းသာလိုတော့သည်။ငါဒီမုတ်ချသေးရမည်အချိန်ပိုင်းသာလိုတော့သည်။သဘောကျမုတ်ချတာသေမှန်းမဟုတ်လား။အချိန်တော့ပဲလိုတော့တယ်မဟုတ်လား။အဲဒီကဓမ္မတွေဒီကားလို့ရှင်လူငယ်လေးတွေမှလည်းဘာသာလိုတော့ သေးတော့ဒီမှာပဲချိန်ပိုင်းလေးကြံတော့လူကြီးတွေမှာရောအဲဒီချိန်ပိုင်းအတွက်မှာကျွတ်တို့ဒီကားလို့ဆိုလို့ရှိရင်မနေ့ကပြောသလိုပုဗ္ဗံသွားရင် ပြေးသွားပုဗ္ဗံလွတ်တဲ့နေရာဌာနဒီဘဝသာရောက်ခံမယ်နောက်မရောက်အောင်ကြိုးစားမယ်ဆိုတာဒီတုတ်တံသွားရင်ကြိုးစားမယ်ဆိုတာကိုလည်းမနေ့ကပြောခဲ့ပါတယ်ဒါကြောင့်တရားဓမ္မတို့ငါဒီမုတ်ချက်ပေးရမည်ချိန်ပိုင်းသာလို့တော့ဒီဆိုတာကိုယ့်ကိုယ်ကိုနှလုံးသွင်းဖို့ပြောပါတယ်

ငယ်တဲ့ပုဂ္ဂိုလ်လည်းသိရမှာပဲကွာမန္တရကြီးတဲ့ပုဂ္ဂိုလ်လည်းသိရမှာပဲကွာနော်ရေးပါလားရေးစပန္နိတာလူမိုက်တွေလည်းသိမှာပဲကွာလူပညာရှိတွေရောအတ္တဆေဝဒရိဋ္ဌာဆိုတဲ့ဆင်းရဲတာကိုနင်သူကျွဲတွေကိုသဗ္ဗေမိစုပရာယနာတဲ့သင်မင်းစီမှာသွားပြီးခန္ဓာကိုယ်နဲ့ဖွင့်ဆက်ကြရမှာကြီးပါပဲသင်မင်းလက်တွင်ကောင်းစင်အကြရမှာကြီးပါပဲဆိုတာသိကြကြပါ အဲ့ဒါကြောင့်ဒီထဲမှာအခုပြောတဲ့6မျိုးတဲ့ဖြင့်မများတော့ပါဘူးငယ်တဲ့ပုဂ္ဂိုလ်လည်းပါပါတယ်ကြီးတဲ့ပုဂ္ဂိုလ်ကောပါပါတယ်မိုက်တဲ့ပုဂ္ဂိုလ်လည်းပါပါတယ်လိမ့်မတဲ့ပုဂ္ဂိုလ်ကောပါပါတယ်ပြည့်စည်ပါကြတဲ့ပုဂ္ဂိုလ်ကောပါပါတယ်ပြည့်စည်ကြွားတဲ့ပုဂ္ဂိုလ်ကောပါပါတယ်ဘာပဲပါပါဒီ6မျိုးဟာနောက်ဆုံးပဲသေမင်းကောင်းစင်အရမှားကြီးပဲသေမင်းကိုအဲ့ဒါကြောင့်သေမင်းကြီးကောင်းစင်အရတဲ့ဘဝတွေကများလုံးလို့ တရားဓမ္မတို့တော်ပြီတံမီးသိမင်းသဘဝဘဖြစ်ဖြင့်တွတ်တော့အလွတ်ပဲရှောင်းပါတော့မယ်ဆိုပြီးဒီကာလတရားဓမ္မတို့သေသည်ချမ်းမဲ့နဲ့စိတ်ဓာတ်သူကျွယ်တော့လို့အဲလောကစည်းစိမ်နေရာအကုန်ဒိဋ္ဌကြီးပဲနိဗ္ဗာန်ကလည်းကောင်းတယ်ဆိုတဲ့အိဗေမျိုးရအောင်တခါရယ်ကိုသွားရမယ်လမ်းကိုသိထားရအောင်ဘုန်းကြီးတို့တရားဓမ္မတွေဒါနဲ့သီလသမထဥပဒနာတွေအကုန်ကြိုးစားရတော့မယ်ဆိုတဲ့ဥစ္စာယနေ့ဟောပါတယ် ရှင်းပြီနော်ကဲဒါပြန်တရားဓမ္မတွေကတရားတော့နားနေကြတာကိုဘုန်းကြီးကလည်းတရားဟောနေတာပဲပြတရားမီချိန်မင်းသာလို့တော့ဒီဆိုတာလေးကိုနှလုံးသွင်းကြပါနှလုံးသွင်းလိုက်တဲ့အခါကျတော့ဖနဲ့ကကာယလာယဂရီသိတဲ့အလုပ်ကိုနိဗ္ဗာန်ကရထတော်ဂရီလို့ဒီနေ့ကလည်းပြောခဲ့တယ်နော်နိဗ္ဗာန်ဒီရဏပုဂ္ဂိုလ်တွေလာယဂရီဆိုတာလည်းပြောခဲ့တယ်အဲ့တော့ဂရီမြဲအောင်တရားဓမ္မတို့နိဗ္ဗာန်မရသေးတော့မှ အဲဒုက္ခတိရအောင်သူတိကနေပြီးကြလားအောက်ပြန်မလဲပဲနဲ့နိဗ္ဗာန်ကူအောင်မလုပ်ဘူးခေါ့ဖြင့်ဒီကံဒီမှာသွားရလန်ခီယထာတွေကခေါ်သလိုနိဗ္ဗာန်အာယုံပြုတ်နိုင်သလိုဒကာဓမ္မတို့သည်တဲ့ကြိုးစားရမှာပဲဒါဖြင့်အချိန်ပိုင်းတွင်ကြိုးစားရမှာပေါ့ခင်ဗျားတို့ကဘာပဲလို့တော့ဘာဒီမုတ်ချသေးရမည်အချိန်ပိုင်းသာလို့တော့သည် ဒါပြန်ဒီချိန်မှိုင်းလေးအတွင်းမှာပဲဒကာတော်မတို့ဘာလို့ရမှာလဲကျိုးစားရမယ်ဥက္ကမောင်ရေလာရသိဖို့ကျိုးစားရတယ်ဘယ်ချိန်ကျိုးစားရမှာပဲဒီချိန်မှိုင်းလေးအတွင်းမှာဒါပြန်ဘုန်းကြီးပြောနေကြစကားတိုင်းဒကာတော်မတွေသုံးရလို့ရှင်းမြတ်အသေးကမဥပဲနဲ့ညံကဥအောင်လုပ်လိုက်ပါအသေးကမဥပဲနဲ့ခန္ဓာကိုယ်ကြီးအသေးပဲကြီးဒကာရဲကိုင်းနေပါတယ်ညံက တခါတည်းဓမ္မတွေကအင်းကိုင်းနာမင်းကိုင်းနာတော့ကိုင်းနာပေါ့ကွာတခါပဲကိုင်းခံမှာကွာနောက်ကိုပြင်ဒီမင်းခွန်ဆက်တယ်လို့မလုပ်တော့ပါဘူးဆိုတော့မသေးရမှန်ပြိနေပါဘူးဓဂရမတွေတခါတည်းမရောက်ရောက်ကျူးစားတော့မယ်ဆိုတာသဘောပါမသေးမမင်းနိဗ္ဗာန်ဆိုတာရှားမဟုတ်ဘူးအထုတ်လိုက်တဲ့ခါကြလို့ရှင်းဖြင့်နိဗ္ဗာန်မြင်တဲ့အမြင်ရပြီးတဲ့ပုဂ္ဂိုလ်ကြလို့ရှင်းဖြင့်သောတာပန်မြင်ဖြစ်ဖြစ် အဲဘယ်လေးပါးသမိတ်တွေကမထင်လားလို့သူဥတိသမိတ်တွေသာထင်လားပြီဥက္ကမုံရေသွားရလန်းခီသိပါတယ်သဘောကြကြငရကနာကယန္တာတို့ပါလေထို့သူပဲကိုသွားရကိုသိကြပါတယ်ဆိုတဲ့အဓိပ္ပာယ်ရှင်းကြပါလားဒါဖြင့်ဘယ်ကလာကြတုံးမသိပါဘူးဘယ်သွားကြမှာတုံးလို့မေးရင်ဟုတ်အဲ့ဒါသိအောင်လို့ရှင်းကြလားအဲ့ဒါကြောင့်တဲ့ဒကာရမတို့ခမရတို့ဘုန်းကြီးတို့ အားလုံးတရားနာကြတဲ့ငါတော်ရေရောဒကာဓမ္မရေရောခွန်ကြီးတို့ရောအချိန်ပိုင်းမဲ့လို့ကြပါတော့တယ်ဘာလို့ကြတော့အချိန်ပိုင်းမဲ့ခွန်ကြီးတို့ဒကာဓမ္မတွေလို့ကြတော့အိမ်မှာလဲဒီဦးနဲ့တူစကားများကြတယ်နော်ကရောက်ကလေးဖြစ်ကြတော့မယ်ဆိုလို့ရှိရင်အိုးအချိန်ပိုင်းနဲ့လို့တဲ့သေကန်ကြီးကဒီပြောမျိုးပြောရသလားလို့ကိုယ့်ကိုယ်ကိုလည်းဆုံးပါပါအချိန်ပိုင်းလို့တဲ့သေကန်ကြီးတွေမဟုတ်လားဗျာမှန်ပါပါ အဲ့ဒါတရားမလားတရားဉာဏ်မဉာဏ်မဖြစ်စေသာသမိဖြစ်စေမိမိကနဲ့ဖြစ်စေသမဉာဏ်ကနဲ့ဖြစ်စေမိသင်ကနဲ့ဖြစ်စေကျန်းကျန်းလာလာပြောမယ်ဆိုမယ်လို့ကြည့်လိုက်လို့ရှိရင်ခொနဲ့ငါးရင်ငါးဒီမုတ်ချတရားမီအချိန်မင်းသာလို့လို့ဒီအချိန်မင်းလို့ရဲဆိုတာသေကံကြီးပြောတာအချိန်မင်းလို့ရဲဆိုတာဘာပါလိမ့်ဟုတ်တယ်သေကံကြီးကဓရမတို့ကျွတ်တော့ခမရတို့ဒီကားလို့ဆိုလို့ရှိရင်ဖြင့်လောဘဒေါသမောဟသိမ့်ပြီးဒီကာလသွားရလန်ခီတိဘွေရအလုတ်တာရေးကြီးလုတ်ပါတော့ အခုဒကာရမတွေကဘုန်းကြီးဆုံးမဇန္နာကရှေ့ပိုင်းမှာနော်သေကံဤတွေကသေကံဝေးငဲ့နေတာခက်တယ်ဘာခက်နေပါလဲသေကံဤကသေကံဝေးငဲ့နေတာခက်တယ်ဥက္ကမဘာခက်နေအသက်တိုင်းနေရလို့ရှိရင်ဥက္ကမနဲ့ဥက္ကမနဲ့သားနဲ့ဆက်လက်ရှင်ပြဥက္ကမကသေကံဤသားက ဘယ်နဲ့ကြဘူးကေမောင်ကြီးတွေဆိုတော့ကောင်းလို့မလုံနိုင်ပါလိမ့်မလဲမောင်ကိုတော့မလုံနိုင်ပါလိမ့်မယ်ဒုနေကြဲကြဲမလုံပါလိမ့်တကောတော့မလုံပါလိမ့်မလို့လို့မေးလိုက်တဲ့အခါကျဟောဒီလက်ညှိုးထိုးပြတာကတေကံဝေးထိုးပြတယ်ဘာထိုးပြလဲအမလေးဒါပြန်တကယ်ဓမ္မတို့တေကံဝေးကတေကံဝေးဆိုတဲ့ဥစ္စာအသက်တိုင်းနေသူကဝေးပါလေအသက်တိုင်းနေရင်ပေါ့ဗျာအဲ့ဒါတေကံသီးတွေကပြန်ငဲ့ပြီးဒီကလာနေတာဒီ ဒါအမိုက်တစ်မျိုးပို့တာပဲလို့ဆိုလို့ရှိရင်မလွဲပါဘူး။ဘယ်လိုဆိုကြပါမလဲ။အမိုက်တစ်မျိုးပို့နေတယ်လို့ဒကာဓမ္မတွေဆိုလိုက်လို့မနာပါနဲ့။မနာပါနဲ့နော်။ဘာကြောင့်လဲဆိုတော့ကိုကအသက်တိုင်းနေတော့ဒေကံကကြီးတယ်။ဒေကံကကြီးတယ်။ဒေကံကနီးတယ်ဆိုတော့ယုံမတန်တဲ့ရှိကြလို့သေးလား။လို့ပါဘူး။ဘာနဲ့သမီးငယ်မြင်းငယ်တွေကတော့အစဉ်တိုင်းသာ ကျွတ်တို့တိုင်းကနေသွားရမယ်ဆိုရင်သူတို့ကသေကံဝေးပါသေးတယ်။အခုဒီကရမတွေသူကိုယ်လုံးမလုံနိုင်တာသေကံဤတွေကကိုယ်လုံးမလုံနိုင်တာသေကံဝေးငဲ့နေလို့ဥက္ကမောင်ဘယ်နဲ့ဆိုပါ။ကြားလို့မကောင်းနိုင်ကြရရှိကြရလား။ကိုကကိုမရှင်းရင်တော့မပြောတတ်ဘူးပေါ့ဗျာ။ရှင်းမယ်ဆိုလို့ရှိရင်ဟိုသေကံဤကသေကံဝေးတွေငဲ့နေလို့ ဒီကံဤအလုံးမလုံဘူးအသေးလွတ်တဲ့အလုံးကိုမလုံဘူးဟေးဆိုတဲ့ဥစ္စာဥဝါတို့မောင်ကိုတို့အတော်လွဲပါလားမလွဲဘူးလားဒါကြောင့်ဘုန်းကြီးကဥမာပြောရဘုန်းကြီးတို့တရားဓမ္မတွေဥမာပြောရကိုကတော့ဖြင့်မရဏရေတွေနစ်လို့မရဏဆိုတဲ့ရေတွေနစ်လို့ပဇာနာရောက်နေပြီကလေးသူငယ်ကိုငွေထားတဲ့ကလေးသူငယ်လူမတူတန်းတော်ငယ်တွေကကုန်းမောကနေကိုကရေထဲမှာနစ်နေလို့ပဇာနာတော်ရေဝင်တော့မယ် မဇ္ဈိဝိညာဉ်တေကမနည်းသေးဘူးလားဒီမှာလည်းခင်ဗျားတို့နေခဲ့ရတာကြာတော့မရဏရေတွေကသွားမို့လွန်မို့လာတော့ဒီနေ့လေဒီနေ့မရဏရေတွေကြောင့်တေကန်ကြီးဖြစ်လို့ဗဇာဏရောက်ပြီးရေဝင်လို့ပါပြီဘုရားဘုရားဘုရားမဝင်သေးဘူးလားအဲ့ဒီရေနဲ့နေတဲ့ဗဇာဏရောက်နေတဲ့ပုဂ္ဂိုလ်ကဘုံဘွာလူတွေအတွက်စိတ်မချလို့ဘုံဘွာလူတွေစိတ်မချလို့ကျုပ်ပြန်ခဲကြီးခဲဘောလို့ဘုံဘွာလူတွေများတိုင်ပြီးတဲ့ကာလ အတန်ကုန်ဟိပိသကာလာအော်ပြောနေကြမှာဆိုရေတဲ့ကလူအယူဖြစ်လိမ့်မယ်။ကို့အသေးလွတ်တော့ကိုရှာရာမဟုတ်ဖဲနဲ့ဘုံဘောကတေကံဝေးတွေအတွက် ကြည့်ပြီးဒီကာလသူစကားပြောနေတယ်ဆိုရဲဥက္ကမရေတဲ့ကလူအယူဘယ်နဲ့ဆိုကြပါရေတဲ့ကလူကဒကာဓမ္မတွေဘယ်နဲ့ဆိုကြပါကို့ရေးကိုလော့အောင်ရုပ်ကိုရာကအယူမကြည့်ဘူးလားဘုံဘောမှာလွတ်နေတဲ့ကလေးတွေကအမတန်မှ သူတို့ကချမ်းသာကြမ်းမာပြီးဒီကာလကုန်းပေါ်မှာသူတို့သွားလို့ရသောလာလျာတဲ့ကိုရေနဲ့နေလို့ပဇာတဲ့တောင်ရေဝန်းလူပါပြီဒါကြောင့်ကုန်းပေါ်ကလူတွေအော်တော့ဟဲ့တုံဆွေးရင်လုံးကြောင့်ရတော့ဗျာပါရတဲ့ဖြစ်တုံဆိုလို့ရှိရင်ဩသေကံဝဲတွေအတွက်သေကံကြီးကဗျာမြန်းနေလိုက်တာလို့ဆိုလိုက်ညီလိုက်လို့ရှိရင်တကားဘဝတို့ဥက္ကမောင်းတို့မောင်းကိုတို့နာကြမလို့ပါဘူးကိုမိုက်တာပေါ်လားမပေါ်ရဘူးလားပေါ်ပါရဲ့အင်းသေကံဝဲကဘာငဲ့ သေကံဤကသေကံဝိနဲ့သေကံဝိသေကံဤကဘာငဲ့သူကရင်နဲ့လေရေတံပဇာတဲ့ဝင်လို့နေပြီနော်ဘုံဘွားကလေးတွေအတွက်သူဒီကားလို့ဆိုရင်စိတ်နေတယ်ကြောက်ကြနေတယ်သူတို့အတွက်ကြုံမစိတ်မချဘူးလို့များပြောနေမယ်ဆိုရင်ဥက္ကမောင်ရေဥပရိနဲ့ပဲကျုံတော့ရေတဲ့လူဟာအင်းမိုက်တဲ့ပုံအယူကိုသေးတယ်မိုက်တဲ့ပုံမှာအယူကိုသေးတယ်လို့စွဲချက်တင်ကြပါစို့ဆိုလိုက်မဆိုလိုက် ခင်ဗျားတို့ကတော့သုံးတော့သုံးပါမယ်ခင်ဗျားတို့တဏှာကခင်ဗျားတို့ဝင်ထဲမှာရှင်းနေဖြစ်နေရှိတဏှာကခင်ဗျားတို့ဝင်ထဲမှာရှင်းနေလိုက်နေမင်းမွေးထားတာမင်းမပြုတ်ဘယ်လိုပြုတ်မလဲအမေတဏှာကတဏှာကမင်းမွေးထားတာမင်းမပြုတ်ဘယ်လိုပြုတ်မလို့မင်းတည်တောင်ထားတာလည်းမဟုတ်ဘူးလားမင်းသာသိသွားလို့ရှင်ဒါတွေဝစီစီလိုက်တယ်ကိုရှင်ငရမ်းဖြစ်ပြီဘူးလားအမေတဏှာကဝင်ဟောင်းဘုန်းကြီးကသာအခုဒေဂံဘေးကဒေဂံနည်းတွေနဲ့ဒေဂံနည်းတွေအတွက် သေကံဤကသေကံဝိရိယတို့ပူးနေတယ်လို့ဘုန်းကြီးပြောတာကတရားကမှန်းနေတယ်။မှန်ပါဘူး။အိမ်ကြလာတဲ့အခါကျတော့ခင်ဗျားတို့ကဘုန်းကြီးပြောတယ်လားဟုတ်ပါရဲ့ငါငါလည်းစဉ်းစားရအောင်မယ်။မလာဘူးလား။အဲဒါဘုရားဝင်တရားဟောမယ်ထင်တယ်။မှန်ပါဘူး။အဲဒါပြန်ဘုန်းကြီးကတော့ဒီလာတဲ့ခါမှာတဏှာကြီးပြောနေတာတဏှာကတော့အိမ်ဆောင်သူကြီးဖြစ်နေတော့ခင်ဗျားတို့ဟိုဘက်ပါမှာပါပဲ။ဘုန်းကြီးအရှုံးပေးအောင်ရပါလေ။အတော်ဆိုးနေပါလားဒီကရမတို့။အဲ့ဒါ အိမ်ကြတော့ငါလိမ့်မှလားငါမိုက်တာလားဆိုတာဥက္ကမောင်ရေနှစ်ခုပေါ်လက်တင်စဉ်းစားကြတယ်ဒီကလေးတွေနဲ့ရှေ့စားဖို့တောက်ဖို့နဲ့ဒီငွေရှမ်းမှုရင်းနဲ့ဒီရောင်းဝယ်ကြီးပြတ်မှုနဲ့ဖြင့်ငါပြန်အိတ်တောင်ပြောဦးကွာခဲ့တာဆိုတော့ဟောဒေဂန်ကြီးကဘာသာန်ထွက်လာဒေဂန်ကြီးကယူလန်ထွက်လာပြန်ပြီမင်းနဲ့ဆိုကြမဟာဒေဂန်လည်းနေသေးတယ်ဆိုတော့ယူလန်လည်းထွက်သေးတယ်ဆိုတော့အယူမသာချဝယ်ရခြင်းတော့နေနေပြီ ပါမတာတွေဖြစ်ကုန်ကောင်းပါဦးဗျာခင်ဗျာဆိုမတာဆိုရလဲအတုပဒီတဲကလည်းအတုပပုံမှန်ယူကထနေပြန်တော့အယူမပါဖြင့်ဥက္ကမောင်းကောင်းလေအယူလည်းဖြစ်ပြန်မတာလည်းဒေကနိဆိုတော့ဒေတော့မတာဖြစ်ရမှာဗျာအဲ့တော့အယူမတာဆိုတော့လူပို့လုံးမှာကောင်းနိုင်ရဲ့ရှိရလားဥက္ကမောင်းယူမတာများခင်ဗျာပို့ခြင်းသေးရလားဟုတ်ကဲ့လား ကြက်ကြက်စဉ်းစားကြစမ်းပါဒကာရမတာယူမသာနဲ့အကောင်းမသာကဘယ်ကများတော့ဒါမပို့ခြင်းမူတဲ့အကုမောင်ကြီးကသူပုတ်ကြတဲ့မသာတွေဘာမသာတွေပါလဲသဘောပါကြကလားအမတန်ဆိုးရပါလေဆိုတာပေါ်ပြီနော်ခိုင်းဒါဖြင့်ဒကာရမတို့ဒီရေကရှေးဘင်းကနေပြီးဒီကလာဒကာရမတွေဆရာဘုန်းကြီးဟောတာကိုအိမ်ကြလို့ရှင်တဏှာတရားဟောဆရာကဖြတ်လိုက်မယ်ဆိုတာသတိပေးလိုက်မှန်ပါဗျာ ဆရာဘုန်းကြီးနဲ့ကွာအားလုံးတော့မြတ်စွာဘုရားမြတ်စွာဘုရားဤသာနာတော်တောက်လျှောက်ပါပရိယတိသာနာတွေကုံဆောင်ပြီးဒီကရလာတဲ့ပုဂ္ဂိုလ်တွေဘုရားဆရာကတလုံးမှမလဲအောင်ပြောနေတဲ့ပုဂ္ဂိုလ်တွေကဒကာတို့ဒကမတို့အမှန်ပြောတာခင်ဗျားတို့တဏှာကပြောတာအမှန်ကောက်ကျစ်တဲ့စကားတဏှာကပြောတာကတော့ဘုရားနဲ့ကွာအခုသိလိမ္မာရှိတဲ့ပုဂ္ဂိုလ်တွေကပြောတာကတော့ ဲအမှန်တရားကိုအိမ်ကြလို့ရှင်းဖြင့်ဒီကနေပြီးလက်နေရင်တဏှာဟိုကနေအိမ်ကြရှင်းနေဖြစ်လိမ့်မယ်အဲ့ဒါကြက်ကြက်သတိထားကြမှာဖြစ်လိမ့်မနော်အိမ်ရောက်တင်တယ်ပြင်တယ်မောရကဘဝရှင်းကြမြင်သာဘဝရှင်းကြအမြဲမဆင်းနေတဲ့ပြင်တယ်တဲ့ဘုရင်အိမ်နေလားဘုရင်ကောင်းလေးသွားဆန်းလို့ဆန်းလောက်ကုန်ပြီခင်ဗျားတော့မလောက်ပဲဘူးလား ဘုရားဆိုတာလေကမကောင်းသေးပါဘူးဆိုပြီးဟိုနာသွားဒီနာသွားဟာဘာလုပ်တာရောလို့မဲလိုက်ရှင်နေဟောဒီကလက်နဲ့ရေးလိုက်တာဟိုမှာတနာချင်းနဲ့ဖြဲ့လိုက်တာငလုံးကိုမသွင်းမိတော့ဘူးကျုပ်ပြန်ထိတ်ခနဲ့ပြာခနဲ့သွားတာပဲအခုကမှဒီဘက်လက်မသွားဘူးလားတနာကဒုက္ခတနာဒီကလို့ဆိုရင်ဒုက္ခသစ္စာပေးလိုက်ထိတ်အောင်ပြာအောင်ပေးတတ်တဲ့အလုပ်ပါဘယ်လိုလုပ်ပါလဲရှင်းအောင်လဲအောင်ချမ်းသာအောင်ပေးတဲ့အလုပ်ကတော့ဖြင့်ဆရာသမားနဲ့တကွာဖျားတော်မူတဲ့ <laughs> ပညာစခန်းတွေပေါ့ဗျာအဲ့တော့ပညာစခန်းကအမှန်ပြောညာဆိုတာတဏ္ဍာခန်းကထိတ်အောင်လုပ်တာကိုခင်ဗျားတို့ကသူ့ပဲလိုက်လိုက်သွားတာတဲနာဗျာတဏ္ဍာကတော့ဘာလုပ်တာပါလိမ့်ထိတ်အောင်လောက်အောင်လုပ်တယ်ညာကတော့ပြင်ရှင်းအောင်လင်းအောင်အဲ့တော့ညာနောက်ကိုလိုက်မှမိမိတို့ချမ်းသာကြမယ်တဏ္ဍာနောက်ကိုလိုက်လို့ရှိရင်ဖြင့်အဲ့တော့အိမ်တက်ကြလို့စဉ်းစားလုံးနဲ့အိမ်မတက်နိုင်တဲ့ဆရာဘုန်းကြီးကမှားလိုက်တယ်ညာနဲ့အိမ်မတက်တယ် ်တဏှာနဲ့အိမ်မမတက်နေတယ်ဘုရားမောင်ဘယ်လိုမှာပါလိမ့်ဗျာအဲဒါကြတဲ့နန်းနဲ့သန်းတဲ့စိတ်ကလေးတွေကလည်းရှင်ဖြစ်ပြီးပြတ်တာပဲကြွတဲ့စိတ်ကလေးကိုအဲချတဲ့စိတ်ကလေးကိုအဲဒီကလည်းစိတ်ကလေးတွေရှုရှင်ရှုရုပ်ကလေးတွေဖောက်ပြန်မှုတွေရှုရှင်ရှုရှုပြီးတကအဲ့ဒီလိုညာနဲ့တက်သွားပါဘယ်လိုမှမပြန်လာသေးဘူးလားခုတည်းတို့တောင်တရားနာပြန်လာရင်တို့ကဘယ်သွားမှမသိဘူးအဲ့ဒါကဲဆုံးပဲလို့လုံးမနေနိုင်အောင် ရင်းပြီလားခင်ဗျားတို့ကဒါပရိမစိတ်ကောင်းတာကြံပန်စိတ်တယ်ဥက္ကမောင်စိတ်ဘူးကလားစိတ်ဘူးပါဘူးစိတ်ဘူးပါတယ်ခိုင်းဒါဖြင့်အိမ်တက်ကိုတက်တတ်ကြပါဗလားဒီကပြန်တဲ့ခါကြလေရှင်ဖြင့်သေကံနီးတဲ့တက်ကြစမ်းပါသေကံဝေးတွေအတွက်ထဲ့ပြီးမစင်းစားပါနဲ့ဘယ်လိုတက်ရမလဲသေကံနီးတဲ့တက်ရမလား ေကံဤတဲ့ဆိုတာငါသေးတော့မင်းမြန်မြန်လုံးမှကိုရဲကိုဆိုပြီးငါဒီပဲခက်ခက်လာမှသတိပဋ္ဌာန်ကိုမလွတ်တော်ဘူးဆိုပြီးသေကံဤတဲ့တက်ကြစမ်းပါဒီတိုင်းတည်းရင်သေကံဝေးတဲ့အတွက်အိဗယ်ရောက်တယ်သေကံဝေးတဲ့အတွက်စဉ်းစားတက်သွားလို့ရှိရင်ငါဘာမှောက်မှာစိုးလို့ကဲသုံးမာတာဖြင့်တော်တော်သိပြီမို့လားခိုင်းတရားတော်မှာလေငါဒီမုတ်ချက်သိရမည်ချိန်မင်းသာလူတော့ဒီဆိုတာကိုလေညညဘူးနှလုံးသွင်းပြီးတကတခါတော့မြန်မြန်လုတ်ပြပါနော်ဒါတော့ကောင်းလို့မြန်မြန်လုတ်ပါ